မြန်မာနိုင်ငံမှာနနက်9နာရီဟာ US မှာည9နာရီခွဲပါစရာတကယ်လို့မြန်မာနိုင်ငံကရဟန်းတွေစွန့်ကပ်ထွက်ချိန်မှာပဲတကိုးရှိတဲ့ရဟန်းတော်တစ်ပါးကအမေရိကန်ကို တကိုးနဲ့ကြွပြီးစွန့်ခန့်ခြင်းစွန့်ပုံပေးခြင်းလုပ်မယ်ဆိုရင် ဝီနီးတော်နဲ့ညီညွတ်ပါမလားစရာတကိုးကြောက်ချက်ချင်းရောက်တယ်ဆိုပေမဲ့ဒီမှာက မိုးလွှဲနေပြီမို့လို့ပါစရာဆရာကို လေးစားလျက်ပါဆိုပြီးတော့အကောင့်နံပါတ်ကိုဝင်းလောက်အောင်ကနေမြင်မြန်ထားရပဲဖြစ်ပါရဲ့ရှင် ဒီမိဂုံးမျိုးကဘာနဲ့တူလဲဆိုတော့ပฏิပု္ပ္ပဗျာကရဏီယကထာနဲ့တူတယ်ပฏิပု္ပ္ပဗျာကရဏီယကထာဆိုသူ့ဒဲဖြေလို့မရအောင်သူ့တဖန်ပြန်မေးခြင်းပြန်ပြင်ဖြေရမှာပေါ့တဖန်ပြန်မေးမှရှင်းမယ်အဲ့တော့မေးဦးမှာပေါ့သူမေးစရာတော့ရှိတယ်သူပြောသလိုပေါ့မြန်မာနိုင်ငံမှာရှိတဲ့ဇန်ရအဘိညာဉ်တကိုးရရှင်ယဟန်ဟာနေညာဆန်တော်ချင်းဒေသဆန်တော်ချင်းလွဲနေတဲ့ မေရိကန်နိုင်ငံကိုကြွပြီးတော့ဆုံးကိစ္စအတက်ဆန်းပြီးတော့ဗောဗျာဆုံးခံနဲ့ဆုံးဖုံးပေးတယ်ဆိုတော့ဝီနီယိုလည်းပဲအဲဥပက္ခပြုပြီးတော့အဲ့လိုသွားခဲ့ဘူးတဲ့ယဟန်တော်များရှိသလားရှိခဲ့သလားအခုတော့ရှိနေသလားဒါကျွန်တော်ပြန်မေးရမယ်ဟာအဲ့တော့တကယ်လို့မရှိဘူးဆိုရင်တော့ဒါပရိကပ်ပါပဲရှိရင်တော့တေချာပြောပေါ့နော်ဘယ်လိုလဲဒါချက်ချက်ရှင်းရမှာပါပေါ့ အဲ့တော့မရှိတာပရိကပ္ပပရိကပ္ပဆိုတာဘာလဲဆိုကိုယ့်ကိုကြံစီစိတ်ကူးပြီးရှောက်ပြောတာနော်ရှောက်ပြောတဲ့ဟာအဲ့တော့ကျွန်တော်တို့ဖြည့်ချင်တာကတော့သူကယဟန်တော်လို့ပြောထားတယ်နော်တကိုးရှိတဲ့အဖေညင်ရယဟန်ယဟန်မှာဇံရတဲ့ပုထုဇဉ်ယဟန်ဖြစ်စေဇံမရတဲ့ပုထုဇဉ်ယဟန်ဖြစ်စေဇံရတဲ့အရိယာယဟန်ဖြစ်စေဇံမရတဲ့အရိယာယဟန်ဖြစ်စေအားလုံးဟာဝိနည်းတော်ကိုလေ့စားလိုက်တာပဲ။ဘာကြောင့်လဲယဟန်တော်ဖြစ်နေလို့ ဝိညာဉ်တော်ကိုလေးစားလိုက်နာတာအဓိကပဲအဲ့တော့စိတ်စေတသိက်စိတ်တစရုပ်တွေချုပ်ပြီးတော့နိရောဓသမဘတ်ဝင်စားနေတဲ့ဇာနာလာပြီးယဟန်အဲ့ဒီယဟန်ကအ ਨੇ ဆုံးအနာဂံအဆင့်ရှိရတယ်ယဟန်နာအဆင့်ရှိရတယ်နာဂံအဆင့်ပေါ့နော်ယဟန်နာနဲ့နာဂံတို့ဇာလင်ဝင်စားနိုင်တယ်သမဘတ်၈ပါး၉ပါးကိုလည်းရမယ်ဟိုဘက်ကအနေဆုံးဟိုဟာပေါ့အနာဂံအဆင့်လည်းရအဲ့ဒီနိရောဓသမဘတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်ကစိတ်ချုပ်တယ်စေတသိက်ချုပ်တယ်စိတ်တစရုပ်ချုပ်တယ်ဆိုတော့ ထိုင်ရဝင်စားနေရင် तू อ่ะထိုင်ရဒီတိုင်းပဲဆင်းဩလို့လည်းမနိုးစိတ်မှမရှိတော့ပဲစိတ်တိတ်လည်းမရှိဘူးစိတ်ကြရလည်းမရှိမိုးကြိုးပြင်းလည်းပဲမသိဘူးသူ့ကိုဓာတ်စီလောင်းပြီးတော့မသိရသူကဓာတ်စီလောင်းပြီးတော့တင်းနေပါပြီဆိုမိရှို့လည်းမလောင်ဘူးအတိတ်ချန်ရှိနေတာဒါအစစ်မြင်တယ်အဲ့ဒီလိုပုံကိုဒီပြင်းလည်းခုနကျွန်တော်ပြောတဲ့ယဟန်ပုရုษဉ်ဇန်လည်းမရဘူးတာမန်ဩဝါဒပါတိမောက်အလားပါဏပါတိမောက်ပေါ့နော်ပါတိမောက်ကတံဝရတိညာလည်းရိုးရိုးယဟန်တော်က သူ့ကိုအလိုရှိတယ်လို့ဆိုရင်အနာလေးသွားပြီးတော့အာဝိသောတန်ခေါ်အာဝိသောတန်ခေါ်တံပရိမာဏေတိလို့တိုးတိုးလေးပြောတာနဲ့အဲ့ဒီခုနငွေချုပ်ပြတာတော့ဆင်းရောတာတော့မသိရဘူးကွာချက်ချင်းတမပါကထားတယ်အဲ့ဒါပါလဲသူဝီနီးဝီနီးကိုလေးစားလိုက်နာတယ်ယန္နာဖြစ်ရင်ပို့ချိုးတယ်ပို့လိုက်နာတယ်အရိယာဖြစ်ရင်ပို့လိုက်နာတယ်ဇန်ရဘိညာအစင်စင်ပေါ့နော်လေးစားလိုက်နာကြဝီနီးကအဲ့လိုတူရှိတယ်ဟိုအဝါပေါ့နော် အာနာရှိတယ်ပေါ့နော်အဲ့တော့ဒါပြင်ကျွန်တော်ပြောမယ်ခုနကသူသူပြောတဲ့ပုဂ္ဂိုလ်မြန်မာနိုင်ငံမှာရှိတဲ့ဇာနာလာပြီပေါ့နော်တကိုးရှင်နဲ့တကိုးရှင်ပုဂ္ဂိုလ်ယဟန်တော်တပါးဟာနေညဒေသဆန်တော်ချင်းလွှဲနေတဲ့အမေရိကန်အမေရိကန်ဝင်သွားပြီးတော့ခုနပြောတဲ့ဝိနည်းတေသနာတော်ကိုဥပက္ခပြုပြီးတော့ ဘာကိစ္စလဲဆိုတော့အရေးကြီးကိစ္စတခုမှမဟုတ်ဘူးနေရာသမားဘက်သမားတော်ဝီနီကိုလေးစားဘာစွမ်းကိစ္စသွားပြီးစွမ်းခံပြီးစွမ်းစားဖုံးပေးမယ်ဆိုတော့အဲ့ဒီစွမ်းကိစ္စကိုအတက်ဆမ်းပြီးသွားတဲ့ပုံကောလောကမှာမရှိဘူးမြန်မာနိုင်ငံမှာလည်းမရှိဘူးဒါပရမပြောချင်တာအကယ်၍ရှိခဲ့ရင်တော့ဝီနီဖောက်ပြက်ပြီးတော့လုတ်တယ်လို့ဆိုရင်လည်းပဲအဲ့ဒီသူသွားလို့မရဘူးညသပြားရှင်ရဲ့ဇန်ဘိန်ရှင်နေဆိုတာဘာလဲဆိုတော့နိဗ္ဗာန်တရားတွေကိုချုပ်ကြီးအောင်ဥပမာကြဒီဝရက် ဒေဝဒတ်ဟာပါလဲဆိုယဟန်မယ်အဘိညာဉ်ရတယ်အသာတသာကိုသူစီယုံဒါပေမဲ့သူမလုတ်တင်မလုတ်ထိုက်တဲ့ဟာတွေသူဒွေနည်းတွေဖောက်ပြန်ပြီးတော့ကြံစီပြီးတော့လုတ်တဲ့အတွက်ဒေဝဒတ်ဇံပြောက်သွားတယ်မရှိတော့ဘူးမရတော့ဘူးဒါပေမဲ့လူတွေမသိဘူးမြတ်စွာဘုရားရှင်ကသိတယ်ရှင်သာရိပုတ္တရာကိုပြောတယ်သာရိပုတ္တရာဟိုမှာပါလဲဒေဝဒတ်ဇံအဘိညာဉ်တွေပျောက်ကုန်ပြီဒါပေမဲ့မပြောနဲ့ဘယ်သူမှမပြောနဲ့ငါပြောတဲ့ဟာနဲ့သင်တဲ့ငါသာနှုတ်ဥစာသိပြီသိကြည်ညိုကိုကောင်းတာဗျာ ဘာလို့လဲဆိုတော့သူ့ကိုလေးစားပြီးတော့ဟလာဆွန်းဖို့ကွန်းဖို့ကြွထူတန်းနေတဲ့ယုံကြည်နေတဲ့ပြည်သက်ကြီးကိုဒီကားဖြက်စည်းစလို့ဖြစ်မှကြောက်လို့နော်သူသူကိစ္စနဲ့သူဒါအဲ့လိုပြောက်သွားပြီဆိုတော့ဒါဒါကြောင့်ကျွန်တော်ပြောချင်တာကဝီနီမလေးစားနေတော့ဒီရည်လည်းမရှိဘူးဟိုသွားဖို့မပြောနဲ့သူကသူလေရင်နဲ့သွားရင်သွားဒါတက္ကဏပါဗျာအဲ့တော့အဲ့လိုပုံကမျိုးမရှိဘူးတကယ်တကယ်တမ်းတကောရှင်ဖြစ်လာပြီအဲ့ဒီမှာပေါ့နော်ဟိုမြတ်စွာဘုရားရှင်ရဲ့အလိုချာနဲ့ဖြစ်နေတဲ့ဇံပင်ရရတဲ့ပုံကိုဆိုအဲ့လိုမျိုးမရှိဘူး ကောင်းပြီဒါပြင်ရင်တကယ်ရများစွမ်းကိစ္စတော့သွားမယ်အဆက်အောင်လုပ်မယ်ဆိုရင်ရောရနိုင်မလားလို့သူမေးတဲ့ထဲတော့မပါပါဘူးစကားမကြံအောင်ကျွန်တော်ပြောတာအဲ့လိုလုပ်မယ်ဆိုရင်ကျွန်တော်တခုပြောချင်စัจကြဝဠာမင်းစာကြားဖို့မယ်အဲ့ဒီစัจကြဝဠာမင်းကနည်းနည်းမိုးသောကနေစပြီးတော့တိုင်းကျွန်းကြီးလေးကျွန်းရှိတယ်ရှေကျွန်းတော့ကျွန်းတောင်ကျွန်းမြောက်ကျွန်းသူနေတာတောင်ကျွန်းပေါ့ဗျာအခုစကူဒီဘက်တောင်နေအဲ့ဒီတိုင်းကြီးအဲကျွန်းကြီးလေးကိုကျွန်းကိုတိုင်ငန်လှဲ့လေတယ်တောင်ကျွန်းကိုထမင်းသားကြီးအမိပြန်ရောက်တယ် ဲ့ဒါယဟန်မဟုတ်ဘူးအဘိညာဉ်ရတာမဟုတ်ဘူးလူစัจจဝိရမေစัจจာယရဏရဲ့အစွမ်းနဲ့သူပြန်ရောက်တယ်ဒါယောဝုထုအစွမ်းမရှိသေးတယ်ဟိုမှာနံဝုထုအစွမ်းနဲ့ကောင်းပြီအမေရိကန်သူသွားကျင်တယ်ဆွန်းခံကျင်တယ်သွားလို့ရတယ်လက်ကနေပဲလေဒီလိုကြီးဟိုရုပ်ရှင်နေထဲမှာပြတယ်လို့ဟိုလျှောက်ပြီးတော့ဒီလိုဇန်နဲ့ချောက်ကြွတာမျိုးမဟုတ်ဘူးလေဒီကအတိတ်ထံနဲ့ချုပ်လိုက်ဟိုမှာဖက်ကနေပေါ်တာပဲဘာမှမကြောက်ဘူးဒါတောင်ကျွန်းမြောက်ကျွန်းရှေ့ကျွန်းလည်းမဟုတ်ဘူးရန်ကုန်နဲ့အမေရိကန်ပဲလေနင်းနီးလေးသူသွားလို့ရတယ် ဆုံးခံလို့ရတယ်။ပြန်ကြွလာတဲ့ခဏလေးပဲဒီမှာဆုံးဖုံးပေးရတယ်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားရှင်ဗိဓမ္မာဒေသနာဟောတော့တောင်းရင်သားမှာတက်ဟောတယ်။ပြန်ကြွလာတယ်။ဟိုမှာနေမိတ္တကျုပ်ဘွားထားခဲ့တယ်နော်။ဒီအီမီသောတရားကိုအီမီသောဒီကနေဒီဒီဟောခဲ့ဒိဋ္ဌံခဲ့။ပြန်လာပြီးတော့မြောက်ကျုံးမှာဆုံးခံတယ်။ပြီးရင်ပြန်လဲပြန်ကြွတယ်။တောင်ကျုံးပြန်ကြွတယ်အနောက်တအိမ်မှာပါလို့လဲဆွန့်ဖုံးပေးတယ်ပြီးတော့ရှင်သာတိပုဒ်ဆောင်ရဲ့ဆန္ဒကူတော်ဘာညာပေါ့နော်ဒါပါတော့ အဲ့တော့ဆိုလိုတာကဒီနေရာမှာသောရဏဝင်ခြင်းရင်သွားလို့ရတဲ့ဟာကိုပြောတာเนาะခုနသူသူနဲ့အမေရိကန်နဲ့သူသွားတယ်လို့ဒီကတောင်ကျွန်းနဲ့မြောက်ကျွန်းမြတ်စွာဘုရားရှင်တို့ဒါကတကုရှင်နေသွားတဲ့ဟာပေါ့ဒီနေရာမှာပြောချင်တာကသုံးကျွန်းလင်းခိုက်တကျွန်းမိုက်စာပေရရှိတယ်ဆိုလိုတာကတောင်ကျွန်းမှာနေဆိုရင်မြောက်ကျွန်းမှာတော့ညနေဆောင်နေပြီအဲမြတ်စွာဘုရားရှင်ကကြွသွားတော့ဟိုမှာတော့ညနေဆောင်ပါပဲအဲ့ဒီကဆုံးခံတယ် ရှင်းကံမီဒီကိုပြန်ကြရတော့တောင်ကျွန်းသူကမျက်စပြချင်းကြွရတဲ့ဇဘူရိကျွန်းမှာနေဝန်တက်ချင်းကိုအမှတ်သားပြုရလို့ပါဒီဘပြန်ကြရတော့ဒီချုံးချင်းပဲအဲ့ဒီခါမှာဝီနီမှာရှိတယ်တန်နီတီဆိုတာရှိတယ်သူမိထားတဲ့ဟာဖြစ်ရင်မအပ်ဘူးပေါ့ဟိုမှာညနေဖြစ်နေတဲ့မျက်စပြချင်းကတန်နီတီအဘတ်သိမလားမသိသလားလို့ပါလို့ဆောရဏတက်နိုင်သေးတယ်အဲ့ဒါအဓိပ္ပာယ်မရှိတာအခုကျွန်တော်တို့ဒီမှာဆုံးလေလောင်းကြတယ်ဗျာမနေ့အရုံလုံးအရုံချင်းတက်တက်ချင်းလောင်းတာပဲ ချက်တာဒီဘက်နေမှာချက်နေတာပဲเนาะဟိုဘက်မှာလည်းလက်ခံတာပဲဖုံးပေးတာသူအချိန်ဝင်သွားရင်ဒီဘက်အရုံမတက်ခင်တော့ဝင်ပြီးတော့လှုပ်တာမျိုးမဟုတ်ဘူးဗျာကြိုချက်တာပဲရှိမှာပေါ့နောက်တစ်ချက်ကပြောချင်တာကတော့အဓိကပြောချင်တာကတော့မြတ်စွာဘုရားရှင်ကိုဇောရဏတက်ရင်တော့ဒါမဟုတ်ဘူးဒါဗုဒ္ဓဝိသေယလို့ခေါ်တယ်ဗုဒ္ဓဝိသေယအစင်ရောဆိုတာဗုဒ္ဓရဲ့အရာတွေဟာကျွန်တော်တို့သာမန်လူတွေတို့ကတော့ကြံစီလို့မရဘူး။ဘာကြောက်လဲပြောဥပမာပြောရင်ဟိုနှစ်ဖက်ကမျက်ခမ်းပဲဆိုပြိုင်မယ်ဆိုတော့ ကိုရီးယားနှစ်ဖက်ကန်းနေတယ်မြက်ခမ်းအဲ့ဒါနေကိုသွားပြန်ပြီးတော့မရဘူးဗုဒ္ဓဝိသရောအစိမ့်နေရောပေါ့ကိုယ့်ရဲ့ညံတထွားတမိုက်နေကျွန်တော်တို့ကြံစီလို့မထိုက်ဘူးနောက်တစ်ခါဒီလိုကြွသွားတဲ့တကိုယ်အဖေညင်နေဆိုတာဟာဇာနဝိသရောအစိမ့်နေရောဆိုတာမစမကြံစီအပ်တဲ့ပုရုဇဉ်တွေမကြံစီအပ်တဲ့၄ခုရှိတယ်ဗုဒ္ဓဝိသရာရဲ့နောက်ပြီးတော့ကံမဝိပါကအကျိုးပေးတယ်ကျွန်တော်တို့မမြင်နိုင်ဘူးဘွာပေါင်းဘွာပေါင်းများဆိုတာကံကြီးရဲ့အလှည့်ခြင်းနောက်ပြီးတော့ဇာနဝိသရာရဲ့ နော်လောကစိန်တာလေနေလနှက်ခတ်တွေနဲ့ဒီမျိုးပုံပြက်ပုံကဘာပြက်ပုံကိုရိုရိုရဲ့ညံလေးနဲ့မရအောင်သိကျင်တော့ရအောင်ကြိုးစားအပြန်ပင်ရအောင်ကြိုးစားမက်ဖို့ရအောင်ကြိုးစားအဲ့ဒီကြရင်အစွန်းစင်သိသွားတာသောတာပန်နေတာသိတဲ့အရာကိုသက္ကရာကံအနာကံယန္တာတွေသိနိုင်ပေမဲ့ကုသဇဉ်တွေမသိနိုင်အဲအဲ့ဒါလိုအစွန်းစင်ပေါ့နော်ဒီမှာလည်းပဲဟိုမှာအထက်တန်းကျောင်းသားရှိမယ်ဗျာတက္ကသိုလ်ကျောင်းသားရှိမယ်ဗျာဟိုဘက်ကအမေပါဘွဲ့လုံးနေရှိမယ်ဒီတခုသိသွားတဲ့ဟာတွေမတူဘူးပေါ့နောက်တစ်ချက်က မြတ်စွာဘုရားရှင်ဟောတဲ့တရားဒီမှာသုတ်ဝီနီအပြီးမှာရှိတယ်အဲ့ဒါကို သူ့အရာနဲ့သူသူ့နေရာဒေသနဲ့သူနားလဲဖို့လိုတယ်နဲမကြုံဖို့လိုတယ်ကျွန်တော်ဥပမာလေးတစ်ခုပြောမယ်မနာဘဒါယီလပတိမနာဘန်ဆိုတာသုတ်တံမှာဟောတဲ့တရားမြန်မာလိုလွယ်လွယ်ကူကူပြောရင်တော့ကြိုက်တာလှူမှကြိုက်တာရတယ်လို့ပြောတယ်ကိုနှစ်သက်တဲ့လှူမဲ့ဆိုရင်အမောမြတ်ကိုနှစ်သက်တဲ့ဟာကိုယူလှူပါရတဲ့အကျိုးကလည်းအကောင်းစားအကျိုးရမယ်ပေါ့မိမိနှစ်သက်တဲ့အကျိုးရမယ်ပေါ့ အဲ့တော့ကြိုက်တာလူမကြိုက်တာရဆိုတာဒါစိတ်ကြတကြွယ်ဝတ္ထုမှာဟောထားတာမနာပတာကြီးလည်းပတိမနာပံပေါ့အဲ့တော့သုတ်တံမှာဟောတာကောင်းပြီခွေးသားကြိုက်တဲ့လူတယောက်ကသူကြိုက်တာခွေးသားကိုစပယ်ချက်ချက်ပြီးတော့အဲ့ဒီခုနကဟောတဲ့ဘုန်းကြီးကိုပဲသူအနိစ္စဆုံးအနိစ္စဆုံးတိမပြေဟမ်းမို့သူပြန်ဆုမယ်ဟိုဘုန်းကြီးလက်ခံမလားမလက်မခံတားတယ် အဲ့ဒါပါလေဝီနီးဒေသနာဘာကြောင့်လဲလူမွေမြင်းစင်ခွေးချင်းတစ်ကြဝန်းသာအသားကြီးဆယ်မျိုးမအပ်ဘူးခုနကသုတ်တန်ကြိုက်တာလူမကြိုက်တာရလို့ပြောတယ်အခုခွေးသားကြိုက်လို့ကျုပ်ကခွေးသားကြိုက်လို့ချက်ပြီးပြူတယ် तू ဘာဖြစ်လို့လက်မခံရကျုပ်ဒီအကျိုးမရအောင် तू ကွန်ပလိန်မတန်တယ်သူ့နေရာနဲ့ तू ပဲကောင်းပြီဒါဖြင့်အပြီးတမှာပြောမယ်ခွေးသားဖြစ်စေကြက်သားဖြစ်စေဝတ်သားဖြစ်စေခရမ်းသီးဖြစ်စေဓာတ်ကြီးလေးပါးသာဖြစ်တယ်သူ့နေရာနဲ့ तू အဲ့ဒါတွေကိုရောရှက်ပြီးတော့ဓာတ်ကြီးလေးပါပဲဆိုပြီးသွားလေကျွန်တော်တို့ဈေးကိုသွားလေဓာတ်ကြီးလေးပါ50သားလို့မှားလေရမလားဝတ်သားလို့ပြောရမှာပေါ့ချက်သားပြောရမှာပေါ့သမုဒိသစ္စာနေရာမှာပရမတ္ထသစ္စာတွေအရိယသစ္စာရှုတော့တွေမရှုလို့မရဘူးဒီမှာလည်းပဲထုံနည်းတူတာပေါ့အဲ့တော့ပြောရမှာဆိုရင်သုတ်တန်အလိုဝီနီးအလိုအဘိဓမ္မာအလိုဒီလိုမျိုးကျန်းတက်ဖို့တဲ့ကျန်းညှိတက်မှသာလေလောကကြီးကပြေကြမယ်အခုကကတက်ရောင်ကားတွေကများတယ် ဒီကတိသလိုလိုဟိုဟာတိသလိုလိုဟိုရောက်လဲဒီရောက်လဲရောမွေနေကြပါနော်အဲ့ဒါကြောင့်ဒီနေရာမှာလည်းပဲသုတ်တံလိုဝီနီလိုအဘိဓမ္မာလိုအဲ့လိုမျိုးနားလည်နိုင်မှဒေသနာတော်ကငကိုရေခတ်ပြီးသားဒေသနာကံမီယဓမ္မကံမီယအထကံမီယပဋိဝေရတယ်အဲ့လိုဒေသနာတော်ကခတ်ပြီးသားကိုမိမိတို့ကအဲ့လိုမျိုးကြမ်းတက်ဖို့တဲ့ကြမ်းကြီးတက်ဖို့နားလည်တဲ့ဝန်းစာအသိဉာဏ်ရှိမှမိမိတို့ရဲ့ခုနပြောတဲ့အတွေးခတ်တွေအဝေးခတ်တွေကပြည့်လည်လိမ့်မယ်ဒီ အဲ့လိုမှမဟုတ်ရင်အဝေးခက်အတွေးခက်ကဒေသနာတော်အခက်နဲ့တွေ့တဲ့အခါမှာအဲ့လိုပေါ့ယုံမတန်တရားတွေပြပြပူလောင်တတ်ပါတယ်လို့เนาะဒါလေးပြောကြရင်လည်းစေနာကောင်းတဲ့ညီကုန်းချုပ်ပါ